ငလီဘေးသိနေတဲ့နေရာတွေမှာတနေ့ကလူရှောင်900စာစတူဒီတာကိုတလာတီတီကျင်းမွေးသွားမယ်ခေါင်းနဲ့အကိုထုံအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်တာကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခေါင်းနဲ့အကိုထုံတို့ဟာဆိုရှယ်မီဒီယာမှာဇုံနေပုံစံနဲ့ပေါ်လာကပြုမှုပြောဆိုပုံတချို့ကြောင့်အပြင်းထန်ကိုဝေဖန်ခံခဲ့ရပါရယ် ။ချိုင်မဲလဲနာပိုင်းမှာသူမတို့နှစ်ယောက်ရဲ့စိတ်ဓာတ်ကိုလူအများကလေးစားလာခဲ့ကြတာဖြစ်ပါရဲ့။ခေါင်းနဲ့ကိုထွန်းတို့ဟာစိတ်နှလုံးကောင်းရှိကလူတိုင်းပေါ်မှာကိုညီဆိုင်ပင်ကြပါရဲ့။အလူရေဆက်လက်နဲ့မပြက်ရအောင်အချိန်တိုင်းလူနေကြသူတွေပါ။လက်တလုံးမှာလည်းငလင်ပေးကြောင့်လူအများကဒုက္ခရောက်နေကြရတာပါ။ခေါင်းနဲ့ကိုထွန်းတို့ဟာနိုင်ငံသားမှာခြေချနေထိုင်တာဖြစ်ပေမဲ့လေမြန်မာနိုင်ငံမှာဒုက္ခဖြစ်တဲ့အချိန်မှာတက်နိုင်သလားကူညီနေတာပါမြန်မာနိုင်ငံကိုသူတို့နှစ်ယောက်ကိုယ်တိုင်ပြန်လာလို့မရှာတဲ့အတွက်ကိုယ်စလဲတယောက်နဲ့အလှူတွေလှုပ်ခိုင်းနေတာပါ ခါဟုတို့ကရှီလာပိုင်းမှာတော့ကအလူထမင်းဆိုင်တစ်ခုကိုဖွင့်လှစ်ထားခဲ့ပါတယ်။အစောပိုင်းလူထမင်းဆိုင်က1000ဇက်တန်နဲ့ ဝယ်စားနိုင်တဲ့ထမင်းဆိုင်ဖြစ်ပါရည်တထောင်ချက်တည်းဝယ်စားနိုင်ဖို့ရောင်းပေးရတာကတကယ်တော့မလွယ်ပါဘူးအမြင်မရှိတဲ့ပြင်အရှုံးသာရှိမယ့်အနေအထားမျိုးဖြစ်ပါရည်ဒါပေမဲ့ခါဦးတို့ကလူချင်းနေစိတ်တစ်ခုတည်းနဲ့အခုလိုရောင်းချပေးနေတာပါဒါပြင်ငလင်ဘေးတင်အချိန်မှာနေအိမ်တွေကပျက်စီးသွားတာကြောင့်လူတချို့မှရှောင်တိန်ကနေထိုင်နေရတာပါအစောပိုင်းလူများတွင်ခါဦးတို့ဟာထမင်းနဲ့ဟင်းကိုလှူဒန်းပေးလာခဲ့တာပါ သူမတို့ဆိုင်ကနေတရက်ကိုလူရှောင်း900စာတွေကျေးသွားမှာဖြစ်ပါတယ်။လူရောင်900စာတွေဖွဲ့ဖွဲ့ရရဖြစ်အောင်ချက်ပြုတ်ခါလူတန်းသွားမှာပါ။ထမင်းဆိုင်ကကားပေါ်မှာတိတ်ခင်းထားတာဖြစ်တဲ့အတွက်နေရာစွန်အောင်လဲလှည့်ပတ်ပေးလို့နေတာပါ။ငလင်းဖြစ်ပြီးတော့ရပ်ပိုင်းအတွင်းစတင်ကောင်းထေဖို့ကလူတန်းပေးနေကြတာပါ။ဒါပြင်တနေရာစီလက်ကသွားပေးနေတာမလို့ငလင်းဘေးသင့်သူတွေအတွက်စင်ပြေနေပါတယ်။တရက်ကိုလူရောင်900ကျွေးတာဖြစ်ပြီးတရက်ကို2500စာကျွေးတာပါ။ဒါကြောင့်မလို့တရက်ကို12သိန်း5ဒေါ်လောက်ကျသေးပါရဲ့ ခါအိုတို့ကရပိုင်းလေးသာကျွေးမှာမဟုတ်ဘဲတလားတိတိကျွေးသွားမှာဖြစ်ပါရင်ငနေပေးသူတွေအတွက်ဒီလမှာပြန်လည်ထူထောင်ရင်းနဲ့ရုန်းကန်ရအောင်မှာဖြစ်တဲ့အတွက်ခုလိုစီစဉ်ပေးထားတာပါတလားစာရ30တွဲဆိုရင်တော့သိန်းပေါင်း400နီးပါးကျမှာဖြစ်ပါရင်ခါအိုနဲ့ကိုထွန်းတို့ကသိန်းပေါင်း400ကျော်ကိုကိုရိုင်းစိုက်ထုတ်ကလှူဒန်းထားတာပါတကယ်လို့ချောင်းလူရှင်တွေကပါစူပောင်းပြီးတော့လားလူတာမျိုးရှိမေဆိုရင်လေတလားမကပဲနဲ့အလုံငွေပေါ်တလောက်ဆက်ချေးသွားမှာဖြစ်တယ်လို့သိရပါရင်ခါအိုတင်အကိုချွန်းတို့ဟာအလူကျန်းနေပတ်သက်ရင် တက်နိုင်သလားစူးစမ်းလူတန်းတူတွေမလို့လူအများကလည်းချစ်ခင်နေရပါဒါပြင်ဆိုရှယ်မီဒီယာပေါ်မှာကိုညီလာတောင်းတတဲ့အသက်ကြီးရွယ်ဦးတွေနဲ့ကလေးတွေဆိုရင်လည်းလှဆင်ထောက်ပံ့မှုတွေပြုလုပ်နေတာပါအသက်80ကျော်ရွယ်နေတကိုယ်တည်းရုံးကန်နေရတဲ့ဖွားအိုတွေအဖိုးအိုတွေကိုဆိုရင်လည်းခေါင်းတို့ကလှဆင်လူငွေထောက်ပံ့ထားတာပါအရှင်တို့ကခေါင်းတို့ဇနီးမောင်နှံကိုမျက်စိနောက်တယ်လို့ဝေဖန်သူတွေကအခုချိန်မှာတော့မုံမြတ်တဲ့လုပ်ကိုလုပ်နေကြသူတွေလို့ချီးကျူးနေရပါပြီငလင်ပေးတဲ့နေရာတွေမှာတနေ့ကိုလူရှောင်း900စာစတူဒီတာကိုတလားတိတိက ွေးသွားမယ့်ခေါင်းနဲ့ကိုထွန်းပေါ်မှာပြည်သက်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အစုံဒီကြွှာပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတင်တဲ့တူပြန်လာခဲ့ပါအောင်မင်းတို့